အေယာဝရီတိုင်းဒေသကြီးဟင်္ဒရခေရိုင်လေးမျက်နှာမြို့နယ်ငဝုံမြို့အနောက်ဘက်ချမ်းဒေသရှိကျေးရွာ20နီးပါးမှာရေနစ်မြုပ်ရက်ရှိပြီးကုညီကယ်ဆယ်မှုတွေလိုအပ်နေသေးတယ်လို့သိရပါတယ်။ငဝုံမြို့ရဲ့ကြီးမှုကြောင့်ရေကတာအပြင်ဘက်လေးမျက်နှာမြို့နယ်အနောက်ဘက်ချမ်းဒေသရှိလှော်ကထားတိုက်နယ်နဲ့ပန်းတော်ကြီးတိုက်နယ်တို့ရှိကျေးရွာ20နီးပါးရေနစ်မြုပ်မှုတံခံနေရတာဖြစ်ပါတယ်။ အဲ့ဒီဒေတာတွေမှာကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားမှုရှိသေးပေဒေတာကန်တွေဟာရင်းနှီးမြုပ်နေတဲ့နေအိမ်တွေမှာသာတရိတ်ဆန်နေတဲ့အတူဆင်ထိုးပြီးနေထိုင်နေရတာဖြစ်ပါတယ်မြမပြည်အထက်ပိုင်းကရေတွေဆင်းလာတဲ့အတွက်ငဝုံမြင့်ရေကြီးလာပြီးလေးမျက်နှာအနောက်ဘက်ချမ်းကြီးရွာတွေမှာအခုလိုရေကြီးနှင်းမြုပ်နေတာဖြစ်တယ်လို့ရေဘေးသင်းသူတွေကိုကူညီပေးနေသူလှော်ကထားတိုက်နယ်ကဥချိုထွန်းကပြောပါတယ်ရတိုင်းနေမှာကျွန်တော်တို့မှာအခုလက်ရှိဖြစ်နေတဲ့ဟာတွေကိုလမ်းမဆက်တွေ့ရေးမကောင်းတဲ့အတွက်ကျွန်တော်တို့ဒီဒေသကလူတွေက ဒါတွေဟိုဟိုဘု து ပြောရမှလည်းမသိဘူးအဲ့ဒါဒါတွေဖြစ်တယ်ဆိုတာဘယ်လိုလုပ်ရမှလည်းမသိဘူးမသိရတဲ့သူတို့မှာအခုလက်ရှိကအတိဒုက္ခရောက်နေပါလေရောက်နေတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကနေအခုလက်ရှိကျွန်တော်တို့နှစ်ရက်တိတိတော့ကျွန်တော်တို့ကနေပြီးတော့အခုလက်ရှိစာဝတ်နေရေးကိုကျွန်တော်တို့စီစဉ်တာကိုကျွန်တော်နိုင်နေသွားပြီးတော့အာဒီနေ့တည့်ရဆိုရင်ကျွန်တော်တို့တော်တော်လေးလှုပ်လှုပ်ရှားရှားကိုဖြစ်သွားပါတယ်။မနေ့ကတော့အချင်းတွေပြတ်တောက်သွားပြီးတော့ဒီနေ့အချင်းတွေမှာကျွန်တော်မရတဲ့အတွက်တော်တော်လေးကိုကျွန်တော်တို့ဟိုပြစ်ဒီဒီပြင်းနဲ့ကျွန်တော်တို့လှုပ်ရပါတယ်။အခုညနေတော့ကျွန်တော်တို့ ဲ့လားဒီဟိုဝါနေပြီးတော့ဟိုကျွန်တော်တို့အလဲပန်းဟိုဝါနေပြီးတော့လပို့တဲ့ဆိုင်တွေပြီးတော့ငတိုင်းချောင်းကနေလပို့တဲ့ကျွန်တော်တို့ကုန်းမြရနေပြီးတော့လပို့တဲ့ဆိုင်တွေအားလုံးပေါင်းကျွန်တော်တို့ A80 ကျွန်တော်တို့လော်ရတ်တိုက်နေတဲ့အတွက်ရတဲ့အတွက်ဒါကျွန်တော်တို့နှစ်ရသုံးရတော့ကျွန်တော်တို့တော်တော်အဆင်ပြေသွားပါပြီဒါမှလည်းကျွန်တော်တို့အခုလက်ရှိဖြစ်နေတဲ့ဟာကိုလည်းအဲမြို့နယ်ကလူကြီးတွေကိုလည်းကျွန်တော်ဒီနေ့အတိပေးခဲ့ပါတယ်အဲ့ဒါတွေအားနေချက်ကလည်းကျွန်တော်တို့ချင်းရွာနေပြီးတော့မြို့နယ်ကိုဟာလာဒီအိုဝါရီကိုတကယ်ဒီဒါတွေဖြစ်နေပါတယ် ဘယ်နေရာအင်းနေတင့်နေပါလဲဆိုတော့အတိပေးဖို့လိုအပ်ပါတယ်အဲ့ဒါတွေအားနေတာတွေပတ်ပါတယ်ဒါအပြင်လေးမျက်နှာမျိုးနဲ့အနောက်ချမ်းကြီးပေါကုံကြီးရွာဒေသခံအချို့ကလည်းအခုလိုပြောကြခဲ့ပါတယ်။ဒီလိုတာဟိုလာတော့ရှိပါသေးကိုကြီးပြောရရင်တော့ဆက်နေရတော့ဖြစ်ပါသေးတယ်။ဒေသဆိုင်ရာဝရာတွေကတော့မပန်ဘူးကူးရတာဘလို့ဆိုတော့ကျွန်တော်တို့ဟိုဘက်ကကုန်းပေါ်တဲ့တောင်ပေါ်ဒေသကလူတွေကတော့ထမင်းတုပ်ကလေးတွေလာပြီးတယ်ရေတမ်းမှုလေးတွေလာပြီးပါတယ်။ထမင်းချက်ပြုတ်ကစားပြီးကြက်တဲ့တယ်ပေါ့ကွာမိဖို့လေးတွေကရေမြုပ်နေ တုံးစုလုံးဆိုရင်ဒါជីបောက်ကောင်းအုပ်စုကိုအမိပြုတ်ပြီးနေကြတဲ့ရွာတွေထဲမှာជីបောက်ကောင်းအုပ်စုအထိကိုက်ဆုံးဖြစ်ဟိုနင်းညာတို့ရွာမျိုးမှာဆိုရင်လည်းနင်းညာမှာလည်းမချိမဆန့်နေမြုပ်နေပါတယ်ဒီရွာတွေလိုပဲတန်းတန်းနဲ့ပေါ့မြုပ်နေတာပဲဒါမှလည်းလူဦးရေကြတော့နင်းညာတားများတယ်ဟိုအကြောင်းကသူ့မှာအလဲတန်းကြောင်းကြီးအထိရှိတယ်ဒါမှလည်းသူလည်းအဲအကြောင်းတွေလည်းအကုန်ပိတ်ထားတယ်အကြောင်းတွေဆိုလည်းခေါမိုးတွေရောက်အားလုံးဒုက္ခတွေရောက်နေကြပါတယ် ရေဘဲဒုက္ခခံစားနေရတဲ့လေးမျက်နှာမျိုးနဲ့အနောက်ဘက်ခြမ်းဒေသရှိကျေးရွာတွေကဒေသခံတွေအနေနဲ့မိခိုနေရတဲ့လော်ကထားတိုက်နယ်စေယုံဟာလည်းရေဝင်နေတာကြောင့်လူနာတွေကိုပြောင်းရွှေ့ပေးဖို့စီစဉ်နေရတယ်လို့သိရပါဗျ။